စစ်ကောင်စီထိန်းချုပ်ထားစီဖြစ်တဲ့ကြောက်ဖြူမျိုးအနီနာထီတိုက်ပွဲတွေရောက်ရှိလာပြီးလက်နက်ကြီးလက်နက်ငယ်ပစ်ခတ်တံတွေနေ့စဉ်ထွက်ပေါ်နေပေမဲ့စစ်ကောင်စီရဲ့ဖိအားပေးမှုကြောင့်မျိုးပေါ်ကစာတင်ကြောင်းတွေအလုံးကြီးပါကိုဖွင့်လှစ်တင်ကြားနေကြရတယ်လို့သိရပါတယ်။ကြောက်ဖြူမျိုးပေါ်ကအထက်တန်းအလီတန်းနဲ့မူလာတန်းကြောင်းတွေအလုံးကိုဖွင့်လှစ်ပြီးကြောင်းသားကြောင်းသူတွေကိုကြောင်းပုံမှန်တက်ကြဖို့နဲ့ပစုံတရာဖြစ်လာရင်အချက်ပေးခေါင်းလောင်းတန်တီးပြီးတတိပေးမေလို့ စစ်ကောင်စီရဲ့ပညာရေးဝန်ထမ်းတွေကပြောကြားထားတယ်လို့ကြောက်ဖြူမျိုးခန့်ចောင်းသားမိခင်တယောက်ကနရင်းစရာကိုပြောပါရယ်ကြောက်ဖြူမျိုးနေမှာစစ်ကောင်စီရဲ့တိပုတ်တောင်မှာရှိတဲ့တ냐ဥရီတပ်ဌာနရှုပ်ကနေပြည်တော်အပါအဝင်အခြေစိုက်တပ်ရင်းတွေကလက်နက်ကြီးကြီးတွေဒရုန်းတွေနဲ့ပစ်ခတ်တံတွေကိုဂျွန်လာ၁၈ရက်နေ့မနက်၁၇နာရီအထိမြို့အနေတဆင်ကြားနေရတယ်လို့လေမြို့ခံတွေကပြောပါရယ်ဒါအပြင်ပြီးခဲ့တဲ့ဂျွန်လာ၁၇ရက်နေ့ကလည်း ကြောက်ဖြူမြို့ပေါ်မှာရှိတဲ့လေစိတ်အနာကစစ်ကောင်စီရဲ့ခလာရ3လေးတက်နဲ့စစ်ကောင်စီရဲ့စစ်ဘက်ကြီးရာလုံခြုံရေးတပ်ဖွဲ့စရဖယုံအနီနာတီလက်နက်ကြီးကြီးတွေကြားရောက်မှုရှိခဲ့တယ်လို့သိရပါတယ်။ဒါပေမဲ့စစ်ကောင်စီရဲ့ဖိအားပေးခံနေရမှုကြောင့်လက်ရှိမှာကြောက်ဖြူမျိုးပေါ်ကစာတင်ကြောင်းတစ်စီကျော်ကိုဖွင့်လှစ်တင်ကြားနေရတယ်လို့သိရပါတယ်။